ျွန်တော်တို့ဒီငငယ်ကစပိုက်ဒါမန်တယောက်ဝစ်ဆောင်အစ်စ်အယောင်အစ်စ်တွေကိုဝစ်တဲ့အခါမှာပျော်ကြတယ်သဘောကျကြတယ်ဒါပေမဲ့တကယ်တမ်းစပိုက်ဒါမန်ဆိုပြီးတော့ရုပ်ရှင်ဖြစ်စေအနီမေးရှင်းဖြစ်စေကောမစ်ဖြစ်စေထွက်လာတဲ့အခါမှာစပိုက်ဒါမန်ဒီအမြဲတမ်းယခုချိန်အထိကိုအနီနဲ့အပြာဝစ်ဆောင်ကိုပဲဆွဆွဲမြဲမြဲဝစ်ဆင်တာကိုဖန်တီးကြတာကိုမြင်ရပါလိမ့်မယ်ဥပမာဘတ်မန်ဆိုရင်နှစ်တွေကြာလာတာနဲ့အမြအမဲရောင်ခဲရောင်အပြာရောင်နောက်ဆုံးအဝါရောင်တွေအထိကိုပါပုံဖော်တာတွေရှိတယ်စပိုက်ဒါမန်ကျတော့ဘယ်ပုံစံနဲ့လာလာဘာတွေပဲကွဲသွားပါစေအ အနီနဲ့အပြာပဲ of course အနီနဲ့အပြာဆိုတာက spiderman iconic color တွေဖြစ်တဲ့တန်းပြီးတော့တွဲဖက်မြင်မိမဲ့အယောင်တွေမျိုးဖြစ်တယ်ဆိုပေမဲ့ဒီထက်ပိုပြီးတော့လေးနက်တဲ့အကြောင်းအရာတွေနဲ့အဖြေတွေလည်းရှိနေတယ်ဆိုတာကိုဒီဗီဒီယိုမှာတင်ဆက်ပေးလိုက်တဲ့2019ခုနှစ်အတွက် sensational spiderman comic ကရှင်းပြဖြေရှင်းပေးခဲ့ပါတယ် comic ရဲ့ပထမဆုံးစာမျက်နှာမှာတင်ပီတာတယောက်အဆိုးရွားဆုံးတေဆုံခြင်းဆိုတာကမီးလောင်ပြီးတေဆုံခြင်းပဲဖြစ်တယ်ဆိုတဲ့စကားကိုပြောနေပြီးသူကိုယ်တိုင်ကကြောဆုပ်အောင်မီးအကင်ခံနေရတယ်ဆိုတာကိုမြင်လိုက်ရတယ် ယ်မီးလောင်တဲ့အခါလူရဲ့အရေပြားတွေကမီးသွေးကဲလိုမျိုးမင်းနဲ့သွားလိမ့်မယ်မက်ဆီမမ်ပိန်အပြင်းထန်ဆုံးနာကျင်မှုဆိုတာကိုလည်းခံစားရမယ်သူအစောကြီးတည်းကလှုပ်တင်တာကကဲရမယ့်အမျိုးသမီးကိုမီးလာရလမ်းကနေပြီးတော့အမြင်နဲ့ပြဆွဲပြီးဖယ်ပစ်လိုက်အောင်ပဲအဲ့ဒီအစားသူကအ мян တုတ်ပြန်မှုဆိုတာနဲ့ပဲသူဒီမီးကိုကြောပေးကာလိုက်ပြီးအလောင်းခံလိုက်ပြီးတော့ကောင်မလေးကိုကဲပေးဖို့အတွက်လုံမိသွားတယ်ဆောက်ယူပဲပီတော်ရီလို့သူဘာသာပြန်ပြောရုံကလွယ်ပြီးဘာမှမတတ်နိုင်တော့ဘူးညီကြီးဘော်ကိုလဲချလိမ့်ချလိဆိုပြီးတော့တွေးနေပေမဲ့ နာကျင်မှုကြောင့်သူဟာပုံရတားလေးလဲကျသွားအောင်ကလွယ်ပြီးတော့ဘာမှမတတ်နိုင်တော့ဘူးဘက်ကန်ကောင်းတဲ့သူကက်တင်ပေးလိုက်တဲ့ကောင်မလေးကအနီးအနားမှာရှိနေတဲ့မိသက်ပိုက်ကိုပြေးယူရင်းပီတာကိုအမြန်ပဲတဆုံးပစ်ပေးလိုက်ခြင်းကလောင်နေတဲ့မီးကိုတတ်ပေးလိုက်ပါတယ်တစ်ဖက်မှာမီးနဲ့တိုက်ခိုက်တာက fire brand ဆိုတဲ့ villain ပဲသူကပီတာကျသွားပေမဲ့အလျှော်မပေးသေးဘူးဝင်ရှုပ်တဲ့ spiderman ကိုတတ်ပစ်ဖို့အတွက်နောက်ဆုံးမီးပစ်ချက်ကိုထုတ်တုံးဖို့အတွက်ကြိုးစားတဲ့အခါအချိန်မီပဲ fantastic 4ရဲ့ human torch ကရောက်လာပြီး fire brand ရဲ့မီးတွေအကုန်လုံးကို ိုဆုပ်ယူပြလိုက်ပါတယ်။ရီရတဲ့ဒီလိုမီးတွေကိုဆုပ်ယူနိုင်တာသူတော်မသိဘူးလို့ဂျော်နီကရီမောရင်ပြောပြီးတော့ညိုရဲကမီးကောင်ပြဿနာကိုဖြေရှင်းပေးလိုက်ပါတယ်။ဘတ်ဖြေရှင်းလို့မရနိုင်တာကစပိုက်ဒါမန်ရဲ့လောင်ကျွမ်းနေတဲ့ကြော်ကုံပဲ။ပီတာကထားလာပြီးတော့ငါနိုင်ပါတယ်လို့ပြောနေသေးပေမဲ့ကြော်တစ်ခုလုံးဆုပ်အောင်အကင်ခံထားရတာကြောင့်အဲ့ဒီတန်းကြောင့်ထိုနေရာမှာပဲလဲကျမေမျောသွားခဲ့ပါတယ်။သူဒီပြန်လို့လာတော့ Fantastic Four Base တဲ့ကရေတိုင်ကြီးတစ်ခုတည်းကိုရောက်နေတာ။ Reed နဲ့ Johnny တို့ရဲ့အရှိမဖင်ပြောင်းနေရှိနေတယ်ဆိုတာကိုသိလိုက်ရတယ်။ ယ်။ရစ်ကနိုးလာတဲ့ပီတာကိုသူ့ရဲ့ဂျော်ဒီဆူဆူရွရွ level အထိကိုထိခိုက်မိသွားတာကြောင့်အခုလိုမျိုး healing chamber ကုသပေးတဲ့လောင်အိမ်တွေကိုထည့်ထားပေးတာဖြစ်ကြောင်းကိုရှင်းပြလိုက်တယ်။ဒါပေမဲ့ပီတာကသူ့ဘာသာစိတ်မပူဘူး။ပြင်းရင်အောင်မှဖာပြီးတော့ဝင်နေရတဲ့သူ့ရဲ့ Spider-Man ဝတ်စုံလေးလောင်ကျွမ်းသွားတာကိုတော့စိတ်ပူကြောင်းကိုပြောမိရဲ့အခါရစ်ကကြီးတယ်။အဲဒီအတွက်ငါတို့ကူညီပေးမှာပေါ့လို့ပြောရင်ရီတီတူတီထွင်ထားတဲ့အမိုက်စားအထာချကြအနီအမဲ Spider-Man ဝတ်စုံကိုပီတာအတွက်လက်ဆောင်အဖြစ်ပေးပြလိုက်ပါတယ်။ဒီဝတ်စ ုံအတွက်ပီတာရဲ့အရင် suit အဟောင်းကိုပဲပေါင်းစပ်ပြစ်လိုက်ပြီးပြင်ဆင်မှုအစ်တစ်တွေနဲ့ update လုပ်ထားပေးခြင်းဖြစ်ကြောင်းသူတို့ Fantastic Four ဝစ်စုံတွေမှာအသုံးပြုတဲ့ဝစ်စုံအသား unstable ဖြစ်နေတဲ့ molecule တွေကိုအသုံးပြုပြီးတော့ဖန်တီးပေးထားတာဖြစ်ကြောင်းကိုရှင်းပြလိုက်တဲ့အခါပီတာကတဘောကြတဲ့မိုက်တယ်ကွာလို့ဩပြောရင်ငါဆိုရင်ဒါမျိုးကိုအိမ်မှာရက်တသက်ပတ်တွေနဲ့ခြီးပြီးတော့အချိန်တော်တော်ကြာကြာချုပ်ယူရမှာဆိုပြီးတော့ပြောတဲ့အခါမင်းကဝစ်စုံကိုကိုယ်တိုင်ချုပ်ပြီးဝစ်တာလားလို့မေးရင်ရီတယောက်ကအံ့ဩသွားရပါတယ် bad အခုဝစ်စုံကတော့ ရတယ် modification တွေပြင်ဆင်ပေးထားတာတွေလည်းအများကြီးပါတယ်လို့ပထမတစ်ခေါက်လို့မဖြစ်အောင်မီးလောင်တဲ့ဒဏ်ကိုပါခံနိုင်အောင်အတွက်ပီတာရဲ့အရေးပြားကိုထပ်ပြီးတော့မီးမလောင်စေရဘူးဆိုပြီးတော့ read ကခတိပေးလိုက်တဲ့အပြင်ပီတာမင်းနေတော့သူက web shooter ကိုပါ update မြင်ပေးထားတယ်ဝစ်စုံရဲ့ပြင်ပမှာဝစ်စရာမလိုတော့ဘူးဝစ်စုံအထဲထဲမှာတစ်ခါတည်းထည့်ပေးထားတယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါပီတာတယောက်အတိုင်းထက်အလွန်အတန်ကျေလောင်စွာနဲ့အော်ဟစ်ပြီးတော့တဘောကြနေပါတယ်ဘက်မင်းက web shooter ကိုတော့နေသားကြဖို့အတွက်ကျင့်ရအောင်မယ်နော်ဆိုပြီး re Reed ကတတိပေးလိုက်သေးပေမဲ့ပြီးတော့ကရီမော်ပြီးငါတသက်လုံးပြစ်လာတာပါကွာအေးဆေးပါဆိုပြီးတော့ပြစ်ကြည့်လိုက်တဲ့အခါပြစ်မရဘူးဖြစ်နေတယ်။သူရှောင်းနှိပ်ပြီးတော့စူးစမ်းကြည့်လိုက်တဲ့အခါအမြင်ကပုံမှန်လိုလက်ဖွားရဲ့အောက်ကနေထွက်တာမဟုတ်ပဲလက်ဖမိုးရဲ့အပေါ်ကနေပြီးတော့ထွက်တာဖြစ်နေတယ်။ပြီးတော့တယောက်တိုင်နေပတ်ကုန်ပြီးထွက်လာတဲ့အမြင်တွေကလည်းဂျော်နီကိုဖုံးလန်းသွားစေခဲ့ပါတယ်။ဂျော်နီကအမြင်တွေကိုမီးနဲ့ဖျက်ဆီးကြည့်တော့လည်းမရဘူး။ Reed ကကြားဖြတ်ဝင်လာပြီးတော့သူဒီပီတာရဲ့အမြင်တွေကိုပါမီးပြောင်လုပေးလိုက်တာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ Now Hero 3 ောက်ကသူတို့ရင်ဆိုင်ခဲ့ရတဲ့ villain နဲ့ပတ်သက်ပြီးတော့အဖြေရှာကြည့်ကြတဲ့အခါ Firebrand တိုက်ခိုက်ဖို့အတွက်ကြိုးစားခဲ့တဲ့အမျိုးသမီးသည်သူ့ရဲ့မိန်းမဖြစ်နေတဲ့လူဆိုးကိုသူ့ရဲ့သမီးလေးနဲ့ပေးမတွေ့ဘဲနဲ့ရှောင်ပြေးနေတာကြောင့် Firebrand ကထောင်ပေါက်ပြေးလာပြီးသူ့ရဲ့မိန်းမနဲ့သမီးနောက်ကိုလိုက်နေတာဖြစ်ကြောင်းကိုအဖြေရှာနိုင်ခဲ့ကြတယ်။ Peter ကသူဖြေရှင်းလိုက်မယ်လို့ပြောရင်ဖြတင်းပေါက်ကနေပြီးတော့ထွက်လိုက်တဲ့အခါဂျိုင်အောင်မှာပေါ်လာတဲ့ Web Glider တွေကိုမြင်လိုက်ရတာကြောင့်အံ့ဩပျော်ရွှင်သွားတယ်။ဒီအတောင်ပံတွေကဘလို့အလုံးလုံးတယ်ဆိုတာကိုတော့အရှင်းပြဖို့မလိုတာကြောင့် Peter က်တယောက်ရိုင်းတိုင်းတိုင်းနဲ့ပြန်ပြီး Fire Brand ကိုတားဖို့အတွက်မျိုးရဲကိုထွက်လာခဲ့ပါတယ်။လမ်းတစ်လျှောက်မှာလည်း Peter ကဒီနီးပညာမြင့် suit ကိုထိန်ချုပ်ဖို့အတွက်ခက်ခဲနေတယ်။အမြင်ပြစ်တာတွေကမထီရောက်ဘူး။ Helicopter ကိုလမ်းပြစ်တာအပေါ်ကဒလက်ကိုထီသွားပြီးတော့ယင်ကြီးတစ်ခုလုံးရပ်တန့်သွားတာကြောင့် Spider-Man ဒီအထဲမှာရှိနေတဲ့လူတွေမသေးအောင်နောက်ဆုံးသူ့ဘာသာမသေးအောင်တော့မှမနေကြိုးစားပြီးတော့ခေါင်းမိုးတစ်ခုပေါ်မှာတင်ပေးခဲ့ရပါတယ်။တစ်ဖက်မှာတော့ Villain Fire Brand ကသူ့မိမနဲ့တမီလေးရှိရာအိမ်ကိုရှာတွေ့သွားပြီးတကားကိုဖောက်ခွဲပြီးတော့ ိမ်ထဲကိုဝင်လာခဲ့ပါပြီဖြစ်ချင်တော့သူ့ရဲ့မိန်းမကထွက်ပြေးဖို့အတွက်သူ့ရဲ့လျှို့ဝှက်အကောင့်ဘဏ်အကောင့်မှာရှိသည်မြပတ်စံတွေအကုန်လုံးကိုထုတ်သွားတာကြောင့်ဖေလိန်ဒီပို့ပြီးတော့ဒေါ်လာထွက်နေတာဖြစ်ကြောင်းကိုမြင်လိုက်ရတယ်သူတို့စကားပြောနေတာကိုအခန်းထဲကနေပြီးတော့ချောင်းကြည့်နားထောင်နေတဲ့ငါနှစ်အရွယ်ကလေးလေးကလည်းသူ့ရဲ့အနောက်ပြတင်းပေါက်ကနေပြီးတော့ရှူတိုးတိုးနေဘာမှမဖြစ်ပါဘူးဦးလေးပါစပိုက်ဒါမန်ပါလို့ပြောပြီးအတင်းကြီးဝင်လာတာကိုမြင်လိုက်ရတဲ့အခါကလေးကဒီကောင်ကြီးကိုယုံကြည်မဲ့အစားသူ့ရဲ့အနှဲ့ရောင်ဝတ်စုံကြီးကိုမြင်တော့ကြောက်လန့်သွားတယ်တိုးတိုးနေမဲ့အစား အခန်းထဲကနေကယ်ပါလို့អော်ရင်ចောက်လန့်တကြားသူ့အမေနဲ့လူโซရှိရာစီကိုပြေးထွက်သွားပါတယ်သူရဲ့အဖေကိုမြင်တဲ့အခါမှဒီကလေးကလူโซဆိုတာဘယ်လိုပုံစံမျိုးကိုနားလဲသွားပါတယ် but it's too late firebrand ကသူ့ကိစ္စပြီးသွားပြီမို့လို့အမျိုးသမီးကိုတပ်ပစ်ဖို့အတွက်ပြင်ဆင်ပြီးနေပါပြီဒီအချိန်သူ့ခေါင်းကိုအမြင်နှချောင်းကကြော်ပြီးတော့ဖြတ်ပြန်သွားတယ်ဆိုတာကိုမြင်လိုက်ရတယ်ပီတာကိုရိုင်းနဲ့ဒီလောက်နီနီလေးကိုလွယ်ရကောင်းလားဆိုပြီးစိတ်ပြတ်သွားပေမဲ့တစ်ဖက်ကလူโซဒီမီးတွေကိုသူ့စီပစ်ပြီးနေပါပြီပထမတစ်ခေါက်လိုပဲပီတာကမီးအရှိတ တဲ့တဲ့ကိုဝင်တိုးမိပြန်ပြီဘတ်တီတစ်ခေါက်မှာတော့သူရဲ့ဝစ်ဆောင်က read ပြောတယ်လို့တကယ်ကြီးမီပီးနေတာဖြစ်ကြောင်းကိုမြင်လိုက်ရတယ် and ဒါအပြင်သူရဲ့အမြင်တွေကပါမီပီးရဲဆိုတာကိုမမှီသွားတဲ့ Peter တိချက်ချင်းပဲ Firebrand ရဲ့မီးထွက်တဲ့လက်သီးတွေကိုအမြင်နဲ့ပိတ်အောင်ပြစ်လိုက်တယ်ပင်းလက်သီးတစ်ချက်ကိုအသုံးပြုပြီးတော့ခြပွဲကိုအဆုံးသတ်ပေးလိုက်ပါတယ်သူကလူโซကြီးကိုခြပေးခဲ့ပေမဲ့ဖမ်းပေးနေပေမဲ့ကလေးလေးဟာသူ့ကိုကြည့်ပြီးတော့ကြောက်လန့်နေတုံးပဲလူโซကြီးကိုပျောက်သွားအောင်လှုပ်ပေးပါဆိုပြီးသူ့ရဲ့အမေကိုဖတ်ထားရင်ပြောပြီးတော့အကူအညီတော ောင်းနေပါတယ်ပီတာဂိုရန်လည်းဒါကိုမြင်ရတဲ့အခါမှာစိတ်မသက်မသာဖြစ်သွားခဲ့ပါတယ်ဒါကြောင့်နောက်တနေ့မှကျေးဇူးတင်စာတစ်ခုနဲ့အတူဝစ်ဆောင်ကို Reed Richards ကိုပြန်ပြီးတော့ပို့ပေးခဲ့တယ်စာမပါရာက Dear Reed ချေရတော့ Reed ရေဝစ်ဆောင်အတွက်တော့ကျေးဇူးတင်ပါတယ်ဒါပေမဲ့တည်တည်ချာချာစဉ်းစားအပြီးမှာတော့ပြန်ပြီးတော့ပို့ပေးလိုက်တယ်ဝစ်ဆောင်ကမိုက်ပေမဲ့ဒီဇိုင်းပိုင်းမှာတော့ပြဿနာအကြီးကြီးဖြစ်နေတယ်ငါမှငါကိုလည်းလူတွေနဲ့ဆက်ဆံရတာကအခက်အခဲရှိနေပြီးသားပါဒါကူမှအမဲအောင်ဝစ်ဆောင်အပြည့်ကြီးဝစ်ပြီးတော့ရှောက်ပြေးသွားနိုင်မယ်ဆိုရင်လူတွေကငါ့ကို မကောင်းဆိုဝါကြီးလူโซကြီးဆိုပြီးတော့တတ်မှတ်ကြလိမ့်မယ်။ငါအရင်လိုပဲအနီအပြားနဲ့ friendly neighborhood spiderman ပတ်ဝန်းကျင်အတွက် spiderman အတိုင်းပဲနေပါတော့မယ်လို့ပြောရင် peter တယောက်သူ့ရဲ့အိတ်ခန်းထဲမှာအချီနဲ့ spiderman ဝတ်စုံချုပ်နေတာကိုပြပြီးတော့စောက်ကွာပဲအဆူပြန်ပြီးဆိုပြီးတော့ order ကိုပြရင် comic ကိုအဆုံးသတ်သွားခဲ့ပါတယ်။ပပလေးနဲ့ပေးသွားခြင်းနဲ့ message ကတော့ be yourself တင်ဟာအခြားသူတယောက်ယောက်ရဲ့တိုးမြင့်ပေးခြင်းကြောင့်လေပေါ်မှာပဲပြန်နိုင်နေပါစေ။တင်ကိုယ်တိုင်ဟုတ်မနေဘူးဆိုတဲ့အတွက်အဆင်ပြေမှာမဟုတ်ဘူး။တင်ရဲ့ဖြစ် ြစ်တည်မှုမှာတင်ကိုယ်တိုင်ဖြစ်နေခြင်းကပဲအကောင်ဆုံးဖြစ်တယ်ဆိုတာကိုတင်ပြပေးသွားခဲ့တယ်လို့ Spider-Man ဆိုတာကသူကိုယ်တိုင်အထာကျနေဖို့အတွက်မတွေးရဘူး။ပတ်ဝန်းကျင်အတွက်သူအဓိကကဲတင်ရတဲ့လူတွေခလေးတွေအတွက်မကြောက်လန့်စေဖို့လုံခြုံလို့ခံစားရစေဖို့အတွက်ကတာအတိအကဖြစ်ကြောင်း Spider-Man ဒီအနီနဲ့အပြာကိုပဲဘာကြောင့်ဝစ်ဆင်လဲဆိုတဲ့အဖြေကိုဖြေပေးသွားခဲ့ပါတယ်။အားလုံးလည်းကြိုင်နေတတ်ကြလိမ့်မယ်လို့ထင်ပါတယ်။ Predator တို့ကရော Spider-Man ကိုအနီနဲ့အပြာဝေးရင်ကြိုက်ကြလား။အခြားအယောင်ဘယ်အယောင်ကိုကြိုက်ကြလဲဆိုတာတွေကို comment section မှာ ားရေးသွားခဲ့ကြပါအောင်ဗီဒီယိုကိုဒီချိန်ထိကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်